ကျမကတော့တင်ဆက်သူမဆန္ဒပေါ့ဖြည့်ရမှန်ဇလန်ကောင်းများနဲ့စိတ်ဝင်စားပွေမှုကင်းဇလန်ကောင်းများကို နေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MNU ကျူချန်နေကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလန်ကောင်းလေးကိုလေခံစားနားဆင်အားပေးကြပါအောင်ရှင်စိန်မောင်၁၂နှစ်သားအရွယ်စိန်မောင်ညီမလေးဝိရှိက၅နှစ်သမီးအရွယ်မှာမိဘနှစ်ပါးကွဲခဲ့ကြရီအကြောင်းရင်းကိုရှာကြည့်ရင် ဘာမှမမေရရမရှိ စိန်မောင်ရဲ့အဖေကိုတင်မောင် အရက်တော့ချင်းကပြဿနာစားခဲ့ခြင်းဖြစ်တဲ့အစကားတော့ကိုတင်မောင်က အရက်ကလေးနည်းနည်းပါးပါးသာတောက်ပါရီဇနီးဖြစ်သူမရင်လာကပြစ်တောက်ပြစ်တောက်ပြောတော့ရွဲ့ပြီးပူတောက်ခဲ့တယ်ကိုတင်မောင်ပူတောက်တော့မလာရင်က အသက်ကုံအော်ဟစ်ပြီးရန်ဖြစ်ခဲ့တယ်ဒါကြောင့်ကိုတင်မောင်ကအရက်တော့ယုံနေမနာဖဲပါရိုက်တော်ရီအလောက်ကိုဘာမှမမေရရမလုပ်တော့ ဖဲရိုက်အရက်တောက်ခြင်းနဲ့ပဲတနေ့ကုန်ခဲ့တယ်။မိုင်းရင်လာမိဘများမှာ အချမ်းသာကြီးမဟုတ်ပေမယ့်တင်တောင်းတစ်တဲစားနိုင်တောက်နိုင်သူများဖြစ်တယ်။မူလကလေးကကိုတင်မောင်နဲ့သဘောမတူခဲ့။ကိုတင်မောင်ရဲ့ဇယိုက်ကိုမနှစ်သက်ခဲ့။ကိုတင်မောင်နဲ့ကွဲမယ်ဆိုရင်ခလေးတစ်ချိတ်ပါလာပါစေ။လက်ခံမယ်လို့ပြောခဲ့ဘူးတဲ့။မယင်လှရဲ့ရုပ်ကလည်းပြောလောက်ပြီးကလေးနှစ်ယောက်အမေဖြစ်ပေမဲ့အပြုတ်ရှုံးလောက်တဲ့တသားမွေးတသွေးလောက်ပူပူပြီးအလှတိုးလာခဲ့တယ် မိုင်းရင်လာအနေနဲ့ကိုတင်မောင်ရဲ့လုံရက်အပေါ်တီးမခန်နိုင်တော့ကလေးနှစ်ယောက်ကို လက်ကဆွဲပြီးအင်ကနေစင်ခဲ့သည်ကိုတင်မောင်က မတားမြစ်ဖေးတားပြစ်သူစိန်မောင်ကိုဖခင်ရဲ့အုပ်ချုပ်မှုနဲ့ရှီထိုက်တယ်ဆိုပြီးခေါ်ထားလိုက်သည်မိုင်းရင်လာကရှော့ရှော့ရှူရှူပေးအပ်ခဲ့သည်မိုင်းရင်လာရဲ့ပြတ်သားတဲ့စိတ်ဓာတ်ကိုပြာချင်းဖြစ်လိမ့်မယ်လို့ထင်ပါရီကိုတင်မောင်ကလည်းမိုင်းရင်လာနဲ့ကြွေးပြီးလေးလာခန့်အကြာမှနောက်ရင်နောက်ပြုတ်ခဲ့သည် မရင်လှရဲ့မိဘများကလည်းအနိုင်မခံအရှုံးမပေးတဲ့စိတ်နဲ့နောက်ရင်တောင်ပြုစီခဲ့ပြန်နေစိန်မောင်ရဲ့ကုသိုလ်ကံအကျိုးပြီးကမကောင်းခင်ရှာပါကုတင်မောင်ကနောက်ရင်တောင်ပြုခဲ့ပြီးမေအရက်နဲ့ဖဲရိုက်မလျှော်ခဲ့တော့မိတွေးဖြစ်သူနဲ့တကြက်ကြက်ရန်ဖြစ်နေခဲ့တယ်မိတွေးဖြစ်သူကကြွမနိုင်တော့ជីမီနဲ့ရှိုးဆိုတဲ့အတိုင်းဖဲ့အေးမနိုင်တော့စိန်မောင်ကိုမဲတော်ရီတမဲဟင်းမှန်မှန်မကြွေးယုံမကစိန်မောင်ကိုအရွယ်နဲ့မမျှတဲ့အလုံများခိုင်းနေ မနိုင်မနှင်းနဲ့အမမအရင်ရင်ဖြစ်တဲ့အခါအစမတန်ရိုင်းနှံတဲ့နှိမ့်ဆက်ပါများတော့စိန်မောင်ကမခံနိုင်အင်ကားထွက်ပြီးတမျိုးတဲ့အတူနေတီတမီပြင်းတဲ့သူက မကြည့်ရတော့စားစိတ်ခံခေါ်သွားတော့တောင်ကြီးမြို့ကိုရောက်ခဲ့ရတယ်။တောင်ကြီးမြို့မှာပလတ်စတစ်ကောက်ချင်းရေခဲချောင်းရောင်းချင်းမုံရင်ကားလဲတွန်းတဲ့အလုံသမားတမင်းဆိုင်အလုံသမားစားတဲ့အောက်ခြေသိမ့်အလုံမျိုးစုံနဲ့စိန်မောင်ဝမ်းကြောင်းခဲ့ရတယ်။ စိမ်မောင်အလုံးလုံးခဲတဲ့ဓမင်းဆိုင်ပိုင်းရှင်မှာအသက်30ခန့်ရှိအပြိုကြီးဒေါ်လာလာရေးဆိုင်ဖြစ်သည့်စိမ်မောင်ရဲ့အပြောဆိုတတ်မှုကြောင့်ဆိုင်ရှင်အလုံသမားများမှစိမ်မောင်ကိုချစ်ခင်ကြ၏စိမ်မောင်ကမှတ်ညံကောင်းနေအစွဲလန်းကြီးလွန်လှတယ်လို့အတူအိတ်တဲ့ကိုဘတင်ကပြောသည့်ကျမင်းဆိုင်မှာ၃နှစ်ခန့်လောက်အပြီးဆိုင်ပိုင်ရှင်ဒေါ်လာလာနဲ့ပြဿနာဖြစ်ခဲ့ရသည် စားပီးသားပကံများစည်းကြောနေတဲ့စိန်မောင်ကဒေါ်လာလာရဲ့အိတ်ခန့်အတွင်မှရီမောတန်များကြားနေတော့ဟနေတဲ့လိုက်ကောက်အတွင်ကအမတ်မထင်ကြည်လိုက်မိတယ်။ဒေါ်လာလာနဲ့အမျိုးသားတဦးជីជីနုနုစကားပြောနေတာကို လူပြိုပေါက်ကလေးစိန်မောင်ကမြင်လိုက်ကြတယ်။အံ့ဩသွားတော့လက်ထဲကစည်းနေစေပကံကြကွယ်သွားတယ်။ပကံကွေးတန်ကြတော့ဒေါ်လာလာလှမ်းအကြည့်မှာဗဇက်အဟောင်းသားနဲ့မှင်တက်နေတဲ့စိန်မောင်ကိုတွေ့သွားရီး ဒေါ်လာလာရဲ့ရှက်တော့တာကစိန်မောင်အပေါ်ကျသွားရီဟမ်ငါးပစ္စည်းတွေကိုဖြုံးတိနေတာပေါ့လေစိန်မောင်နင်ဘယ်နှခါရှိနေပြီလဲပကံတစ်ချက်ဘလောက်တန်တယ်လဲဆိုတာနင်သိရဲ့လားဟဲ့မျက်နှာကြီးညီရဲ့ပြီးအသားများတဆက်ဆက် တုံနေရင်းမှစိန်မောင်ချွတ်ထားတဲ့စင်ကြယ်ဖက်နဲ့မီးတို့နဲ့စိန်မောင်ရဲ့ပါကိုရိုက်ချလိုက်သည့်စိန်မောင်ဒေါသထွက်သွားရီလက်သေးနှစ်ဖက်ကြည့်ကြည့်ဆုပ်ပြီးမတ်တက်ရက်လိုက်သည့် ဒေါ်လာလာကိုရံပြုတ်မဲ့အခြေအနေကြောင့်ဒေါ်လာလာရဲ့အမျိုးသားကဂျားဝင်ရန်လိုက်တယ်။ကဲကလေးအလောက်ပိုင်ရှင်းဆိုတာမိဘလိုသဘောထားရတယ်ကွလက်တော့ပြန်မှုစိတ်မကူးရအောင်။စိန်မောင်ကအန်ကိုကြည့်ရင်မျက်ရည်များဘိုးဘိုးပေါပေါကျလာ၏။ဒေါ်လာလာပြစ်ထားတဲ့ဖနက်ကိုကောက်ယူပြီးစိုင်ထဲကနေဒေါသတကြီးထွက်ခွာခဲ့၏။ဖနက်နှစ်ဖက်ခါးပါထိုးပြီးခြေဥတေရရောက်သွားနေလိုက်သည်။ ညနေမူးချုံမှာဓမင်းဆိုင်မှာအတူနေခဲ့သူဥပဒင်နဲ့တွေ့ပြီးလက်ဖက်ရည်ဆိုင်တစ်ဆိုင်ကိုပို့ပေးခဲ့သည်။ဥပဒင်မှာစိန်မောင်ကိုတန်ရောစိန်ကြီးလာသည်။ဥပဒင်အပ်ပေးတဲ့လက်ဖက်ရည်ဆိုင်မှာစိန်မောင်ကအပြော်စရာဖြစ်တဲ့အထိလောက်ကင်ခဲ့သည်။အရင်ဒီအနှဲငယ်စူဆောင်းမိတာနဲ့ကိုပိုင်စီချက်မီးရှိဆိုင်ဖွင့်ပြီးရောင်းခဲ့ပြန်နေ။စိန်မောင်ရဲ့ကြိုးစားမှုကြောင့်တပေမြားထားတဲ့အထိတိုးတက်လာခဲ့သည်။ ပလတ်စတစ်ကောက်သမားသပွဲထိုးဘဝမှာစီချက်မီးရှိဆိုင်ပိုင်ရှင်ဖြစ်လာပြီးရွှေတွဲလဲငွေတွဲလဲနဲ့နေနိုင်တဲ့စိန်မောင်ဖြစ်လာခဲ့ပြီးဥပဒေပြောတဲ့အတိုင်းပဲအစွဲလန်းကြီးလာတယ်ဆိုဒီမှာမှန်လာတယ်သူရဲ့ဘာကိုဒေါ်လာလာကစင်ကြယ်ဖနှက်နဲ့ရိုက်ခဲ့တဲ့အတွက်စင်ကြယ်ဖနှက်နဲ့မျိုးတူဂျပန်ဖနှက်များကိုလုံးဝမစည်းတော့သူမြမကစင်ကြယ်ဖနှက်မီးတို့လေးကိုအသေးချာတင်ဆိတ်ထားခဲ့သေးတယ် ကန်ဆန်းစရာရဲ့အလေပြောင်းမှအံဩဖွယ်ရာဖြစ်သည့်စင်းရဲတဲ့ဒဏ်ကိုခံနိုင်ကြပြီမေချမ်းသာတဲ့ဒဏ်ကို လူတိုင်းမခံနိုင်ဆိုတဲ့စကားကမှန်လာ၏ငွေနဲ့ကြီးနဲ့အစဉ်ပြေလာတဲ့စိန်မောင်းကဖဲရိုက်တက်လာ၏မကောင်းတဲ့အလုပ်ကိုဆွဲလန်းခြင်းမှတက်လာတဲ့ကန်စာတာကိုရိုက်ချိုးဖျက်ဆီးလိုက်ခြင်းဖြစ်သည့်လောင်ကစားဝိုင်းဆိုတာက လူလိန်လူကောက်လူညင်များစက်စားရာဒေသမဟုတ်ပါလားလင်းညာညက်ကောက်ယုံမက လူစိုးလူမိုက်များပါရှိနေတတ်သည့် စိန်မောင်ကအပြင်းပြေသမားအဖော်ကောင်းလို့ကြောက်ပရောင်းကိုလိုက်သူ အစပထမတော့အညစ်ခံရတာကိုစိန်မောင်မသိဆွေကျူလက်စွပ်နိုင်များကုံတဲ့အထိအညစ်ခံခဲ့ရတဲ့လောင်ကစားသမားတို့ရဲ့ထုံးစံတိုင်းကုံတော့ဖဲဝိုင်းကိုမသွားတော့အလုတ်ပြန်လှုပ်ပြီးစူးစောင်းပြီးတော့မှ ဖဲဝိုင်းကိုပြန်ရောက်တက်ကြရီပြဒနာကိုစားခဲ့သူမှာဖဲဝိဇာဇော်တင်ဖြစ်တဲ့ဖဲရိုက်တိုင်းနိုင်သူဇော်တင်ကိုကံကောင်းလာသူလို့ထင်ခဲ့တဲ့ ဖဲဝိုင်းမှာချိန်ဝိုင်းဖြစ်တော့မနက်လင်းကလေးကစားခဲ့ကြရီထမင်းမိဟင်းမိရိုက်ခဲ့ကြရီစောစောပိုင်းကတော့လူလဲလူလဲနေဖြစ်နေရကညနေဆောင်တော့စိန်မောင်မှာပါသမြကုံတော်ရီ ကုံတော့မှစားရမှန်းသိတော်ရီဖဲသမားတို့ရေထုံးစံတိုင်းကုံတော့မပြန်သေးပေဘီးကနေထိုင်ကြည့်သေးရီဖဲဝိုင်းမှာအနိုင်ဆုံးသူကဇော်တင်ဇော်တင်ရဲ့ရှိမငွေပုံကြီးကဟီးနေရီစိန်မောင်ကဇော်တင်ရဲ့ငွေပုံကြီးကိုကြည့်ပြီးအားကျနေမိရီ သူအချိန်မှာဇော်တင်ဖဲခိုးတာကိုဘေးကကြည်နေရင်ကစိတ်မောင်းမြန်လိုက်တဲ့စိတ်မောင်းဒေါသထွက်သွားရီရှုံးကလည်းရှုံးတာဘိုက်ကလည်းစားဆိုတော့ဒေါသကိုမထိန်နိုင်တော့ဘာမှအမားမှန်မစင်စားတော့ပြီးစက္ကနေထပြီးဇော်တင်ရဲ့ဂုတ်ကူဆွဲကခိုးထားတဲ့ဖဲချက်ကိုထုတ်ပြလိုက်တဲ့ဒီကောင်လူညစ်ပဲဖဲခိုးရိုက်တယ်သိစမ်းကွာစိန်မောင်ကဒေါသဖြစ်ဖြစ်နဲ့ဇော်တင်ရဲ့မျက်နာကိုလက်သီးနဲ့ထိုးချလိုက်တဲ့ ဇော်တင်ဖင်ထန်ရက်လဲကြသွားပြီးဘဲဘပောက်ကွဲသွားရီဖဲဝိုင်းမသူများကဝိုင်းဆွေထားတော့ရံပွဲကပြီးသွားရီစိန်မောင်က အသားများတဆက်ဆက်တုံးပြီးသူရှုံးသမျှပတ်စံကိုဇော်တင်ထန်ကနှုတ်ယူလိုက်သည်ဒီမဇော်တင်ငါရှုံးတဲ့ပတ်စံငါပြန်ယူတယ်မိမကြေနိုင်ရင်ပြောကြိုက်တယ်လို့ရှင်းနိုင်တယ်ရရဲစိန်မောင်ရရဲမင်းတနေ့ကြမှာနောင်တမရပါစေနဲ့ကွာဇော်တင်က မပိုင်ရင်ချင်းအောင်မရိုက်ဘူးကွာမင်းမကြခင်သိရမှာပါ ကြိုက်ပြီဆိုတင်ယောက်ကြပဲကွာစိန်ခေါ်ရင်ဘွားမခတ်ပါဘူးဒူနီကစားလို့ဖဲကိုစိတ်နာပြီးဖဲဝိုင်းကိုလုံးဝမတော်တော့ဇော်တင်နဲ့ရင်ဆိုင်ရန်ကြောက်လို့တော့မဟုတ်စိန်မောင်ရဲ့စိတ်နဲ့လောင်ကစားလုံးလို့မဖြစ်နိုင်စိန်မောင်ကညစ်စိတ်ကောက်စိတ်ကိုမုန်းနေမဟုတ်မခံစိတ်ရှိတယ်ကြာရင်ရာဇဝတ်မှုဖြစ်လိမ့်မယ်ဖဲဝိုင်းသားမကညီတိလောင်ကစားဝိုင်းမှာမတော်တော့လို့ဆုံးဖြတ်ပြီးမိမိရဲ့ခောက်ဆွဲဆိုင်ကိုသာကြိုးစားပြီးလောက်ကန်ခဲ့တယ်ခတ်တော်ခတ်တယ် ရန်ပိုးမာကြောက်လို့ရန်မလိုရန်နေခဲ့တော့လေရန်လိုသူကြောင့်ပြဿနာဖြစ်ရသည်မှာ လောကမှာဒူးနဲ့ဒီရှိတတ်တဲ့ကိုကောင်းရင်ခေါင်းမရွေ့လို့ထင်ခဲ့ပြီးမဲ့ကိုရောခေါင်းမရွေ့เสียကြုံလာတတ်တဲ့မိုးရော်ရင်ညတညဆိုင်သိမ့်ပြီးစိန်မောင်တယောက်ထဲအပြန်ဇော်တင်နဲ့အပေါင်းပါနှစ်ဦးကလက်နက်ကိုစီနေရန်ပြူခဲ့တယ်။စိန်မောင်ကနေနေရရစိန်မောင်မဟုတ်ဂျုံနယ်လာတဲ့လက်သည် အကြံပဒံလုတ်ခဲ့ရတဲ့ခန္ဓာကိုယ်ကိုဇော်တင်တို့မရှင်နိုင်ခဲ့ ကြောက်လန်းပေါ်မှာလှဲ့သိပ်ပြီးမှအင်ကိုပြန်ခဲ့တယ်။အဝေစားလဲပြီးစစ်စစ်တွေးကြည့်မှဒေါသထွက်ရသည်။လူသူကင်းမဲ့တဲ့ခုလိုညာမျိုးမှာဇော်တင်တို့ကို အပြတ်မရှင်းခဲ့ရသည်မှမှားသွားခဲ့ပြီ။ဇော်တင်ကလွယ်လွယ်နဲ့ကြေမဲ့သူမဟုတ်မိမဆန်ဆန်ကောက်ကျစ်လိမ့်မယ်။အုပ်စုဖွဲ့ပြီးရန်ကားပြီးအောင်မယ်။ရန်ညိုးကမပြေနိုင်ဒါဆိုရင်ဘာလို့တင့်တယ်လဲဒီမျိုးကထွက်သွားမလားဇော်တင်ကိုတည်အောင်တတ်မလား စိန်မောင်ကဆုံးဖြတ်ချက်ချပြီးဆောင်းချုံပြီးအိတ်လိုက်တော်ရီဆယ်နှစ်ကျော်ကြာကွဲကွာခဲ့ရတဲ့မြို့ကိုရောက်ရှိခဲ့ပြီးတိုးတက်ပြောင်းလဲနေတဲ့မွေးရည်မြေမှာစိန်မောင်မသွားတတ်မလာတတ်အောင်ဖြစ်နေတယ်။သွားလို့ရရက်ွက်အမိလမ်းအမိကိုပြောပြီးမြင်းလဲငှပြီးသွားခဲ့ရတယ်။မင်းမြန်းစုံစမ်းပြီးမှဒေါ်ရင်လှတို့အိမ်ကိုတိုက်ရိုက်ရောက်သွားခဲ့တယ်။ဒါဒေါ်ရင်လှတို့အိမ်မှာလားခမ။ဟုတ်ပါတယ်။ကလေးကဘသူနဲ့တွေ့ကြလို့လဲ။ ပြန်ပြီးတော့မေးသူမှာပါဝါမျက်မှန်တက်ထားတဲ့အသက်50တနှစ်ခန့်အမျိုးသမီးတဦးစိတ်မောင်မှတ်မိလိုက်ပြီးပုံစံအနှင်းငယ်သာပြောင်းလဲသွားပြီးမေးသွေးကတိနေတယ်ဒေါ်ရင်လှကသာစိတ်မောင်ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီးဝေခွဲမရဖြစ်နေတယ်ညိုတဲ့အသာ ထွားချင်းလုံးနဲ့ခန္ဓာကိုယ်ကြောင့်မမတ်မိခြင်းမောအမေကျွန်တော်စိတ်မောင်လေးဘာမင်းကစိတ်မောင်ဟုတ်လားငါသားစိတ်မောင် အမလီမင်းထွားလိုက်လိုက်တာသားရဲ့အသားတွေကလည်းညို့လို့ငါသားကိုဒီမျိုးကထွက်သွားကလေးကအမေစုံစမ်းပါရဲ့ဘာတရင်အစားအမမရလို့အမေလက်လျှော့ခဲ့ရတာပါကြည်ပါဦးငယ်ရုပ်ကိုမနှဲဖော်ယူရတယ်သားနှကောင်းပေါ်ကအမယိုကြီးကဘာဖြစ်တာလဲရုပ်ပြတ်လိုက်တာကွယ်စိန်မောင်ရဲ့နှာရောင်ကြားမှာအမယိုကိုကြည့်ပြီးဒေါ်ရင်လာကမေးလိုက်ခြင်းဖြစ်သည်မတော်တဆခိုင်းမိတာပါအမေရဲ့ဘာမှမဖြစ်ပါဘူး တော်သေးတာပေါ့ကွယ်မျက်လုံးမျက်စံမခိုင်းမိသေးလို့အော်ဒါနဲ့ညမလေးဝီရီကောအမေမင်းညမကစက်ချုပ်တင်နေတယ်ตาရောက်လာတာသိရင်တော့တိတ်ဝမ်းတာမှာလာခံနေပါပြီဒါနဲ့ငါသားကဘယ်တွေသွားပြီးတော့ဘာတွေလုပ်နေတာလဲပြောပါဦးမြမပြီအနှံ့ပေါ်အမေရဲ့အခုပြန်လာတာကတော့မော်လမြိုင်ဘက်ကပဲအမေတို့ဘုရိုးရရပစ္စည်းတွေလက်ဆောင်ပါလာတယ်ငွေအနေပါပါလာတယ်ဒီမျိုးမှာခောက်ဆွဲမိရှိဆိုင်ဖွင့်မလို့အမေ ကောင်းတယ်ကောင်းတယ်အမေမသေးခင် တားနဲ့သမီးနဲ့အတူနေချင်တဲ့အမေဆန္ဒပြေတာပေါ့အင်းမင်းအဖေလူမိုက်ကြီးကို မြင်စီချင်လိုက်တာဟမ်အဖေအဖေမရှိတော့ဘူးလားဟုတ်တယ်မင်းအဖေဆုံးသွားတာနှစ်နှစ်ရှိပြီအရရဲ့ကြေးကျုံဘဝနဲ့ဆုံးသွားခဲ့ပြီစိတ်မချမ်းမသာပြောနေတဲ့မိခင်ကိုကြည့်ပြီးစိတ်မောင်စိတ်မကောင်းမိပါဖခင်ရဲ့ဇက်သိမ်းမကောင်းမှုကိုတွေးပြီးရင်ထဲမှာနှင်းသွားမိတယ် အသေးမွားပြဿနာလေးကစလို့မိသားစုစိတ်မချမ်းမြေ့ယုံမြမကတေခွဲတောင်ကွဲခေရပြီ။ကဲကဲဘာမှတွေးမနေနဲ့အေးအေးဆေးဆေးရေမိုးချိုးပြီးနားလိုက်အောင်။သားညမလာတော့မယ်။ဒေါ်ရင်လာကအမြန်စကားဖြတ်ပြီးစိတ်မောင်ကိုနေရပေးကရေချိုးခိုင်းလိုက်တယ်။စိတ်မောင်ပြန်ရောက်လာတာကိုဒေါ်ရင်လာနဲ့ဝီယီတို့တိတ်ပျော်နေကြတယ်။အာကိုရတာထက်သွေးသားရင်းချယောက်ျားသားတယောက်ရှိလေတော့ဝမ်းသာရတယ်ပေါ့။ဂျေနိုင်ရတယ်ပေါ့။ မတိမနဲ့ဖြစ်သူကတော့ပထွေးဖြစ်သူကိုမြင့်ဝေဖြစ်တဲ့စိန်မောင်ငွေတွေပါလာတယ်ဆိုတာလည်းမယုံမိုင်းရင်လာရဲ့လှဲ့ခွက်လူချင်းနေစိန်မောင်ကို လက်ခံလို့တော့ပြောချင်းဖြစ်တယ်လူချင်းနေမိုင်းရင်လာနဲ့ဝိဟီတို့ကိုကိုမြင့်ဝေရုံးကန်ရှာဖွေကြွေးလာခဲ့ဒီမှာဆယ်နှစ်ကျော်ခန့်ရှိပြီမိုင်းရင်လာရဲ့မိဘများကအတ္တကြီးလွန်လာတဲ့သူတို့ရဲ့မိဖြစ်သူဝိဟီကို အချစ်ရော့မှာစိုးရိမ်တော့မိုင်းရင်လာကိုနောက်ထပ်တာသမီမယူရလို့အမိန့်ထုတ်ခဲ့တဲ့ ကိုမြင့်ဝေနဲ့မရင်လောက်အိမ်တော်သက်၁၀နှစ်ခန့်ရှိတဲ့အထိသာသမီလုံးဝမထွန်းကားခဲ့။ရင်သွေးမဟုတ်တဲ့ဝိရီကိုသမီးရင်နဲ့မချပြုစုဆောင်ရှောက်ခဲ့ပါရဲ့။ယခုစိန်မောင်မရောက်လာပြန်တော့ကိုမြင့်ဝေကမကြေနပ်တော့ပြဿနာဖြစ်ချင်တော့ဖနက်တရံကြောင့်စတင်ခဲ့တဲ့စင်ကြယ်ဖနက်အသည့်တရံတွေ့၍ကိုမြင့်ဝေကယူပြီးစီးလိုက်မိတယ်။ကိုမြင့်ဝေအဲ့ဒါရှင့်အတွက်မဟုတ်ဘူး။ตาလေးဖနက်အတော်ဟောင်းနေလို့ဝေထားတာပါ။ ရှင်ကနောက်မှယူပါဘလို့ပြောလိုက်တာလဲမရင်လားငါဖက်နဲ့လည်းမကောင်းတော့ပါဘူးကွာဒါကြောင့်ငါ့အတွက်ထင်ပြီးတော့စီးလိုက်တာပါပြီးတော့ဒါဟာငါလောက်စားနေဝဲတာပါမင်းသားရောက်လာမှဒီစကားမျိုးပြောရသလားကိုမြင့်ဝေနဲ့မရင်လားလို့ပြောဆိုနေကြတာကိုဇန်ကန်းဖွင့်ရနေရကြည့်ပြီးပြန်လာတဲ့စိန်မောင်ကကြားလိုက်ပါရင်မိခင်အတွက်စိတ်မကောင်းမိကိုမြင့်ဝေထမှန်ပြောလိုက်တဲ့စကားကြောင့်ဒေါသလည်းထွက်သွားမိတယ်မင်းတို့မိသားစုအတွက် ငါ့ကိုနွားလို့သဘောထားတာပေါ့လေနောက်ထပ်ရုံးကန်ကြွေးဖို့တယောက်တိုးလာတဲ့အထိငါ့ကိုနှစ်ဖားချိုးထိုးကျင်သေးတာလားငါသွေးငါသားမဟုတ်ပဲငါကနွားလို့ရုံးကန်ကြွေးရအောင်မှာပေါ့ဟုတ်လားဒေါ်သိမ့်မီဦးမြင့်ဝေဖနက်တင်ရန်အတွက်နဲ့ဒီလောက်ကြီးမပြောပါနဲ့ကျုပ်ကစင်ကြယ်ဖနက်ကိုရွှေချပေးရင်တော့မစည်းပါဘူးအမေကမတိလို့ဝယ်ထားတာပါစိတ်ချပါကျွန်တော်အတွက်နဲ့ခမရဝင်မတက်စေရပါဘူးကျုပ်အရင်နည်းနဲ့ကျုပ်လောက်ကင်စားမှာပါ အမေနဲ့ညီမကိုကြောက်ရှာကြွေးမှာပါ။တပြားတစ်ချက်မှမရှိတဲ့ဘဝကတက်လာတဲ့စိတ်မောင်ပါ။လောကမှာစိတ်မောင်မလုပ်ဘူးတဲ့အလုပ်မရှိပါဘူး။ပလတ်စတစ်တောင်ကောက်ရောင်းခဲ့တဲ့ စိတ်မောင်။ကြောက်အမေနဲ့ကြောက်ညီမကိုစိတ်ချမ်းသာအောင်ထားမယ်ကောင်ပါ။စိတ်မောင်ပြောသမျှကို ကိုမြင့်ဝေကမယုံ။စဲနစ်စဲမှုနွားလိုရုံကန်ကျွေးလာတဲ့မိမိလှုပ်အားခါတဲ့မှာမိုင်းရင်လာ ထုတ်ပေးခြင်းဖြစ်မယ်လို့ထင်နေ။ကိုမြင့်ဝေရဲ့စိတ်ထဲမှာမကြေမနက်ဖြစ်ခဲ့ဒီမှာကြားပြီ အဖြစ်ပြက်များကိုစစ်စစ်တွေးကြည့်ရင် ပိုပြီးတော့ဇိုးလာတယ်။ခံစားချက်တွေများလာလေတော့ယောက်ျားတို့ရဲ့ထုံးစံတိုင်းအရက်ဆိုင်ကိုရောက်တော့တယ်။ဦးမြင့်ဝေကမူးပြီးပြန်ရောက်တဲ့ချိန်မှာဝီရီတယောက်တည်းအိမ်မှာတွေ့တယ်။ဒေါ်ရင်လာနဲ့စိန်မောင်တို့ဆိုင်ကန်းဖွင့်ရန်အတွက်နေရရှာသွားနေကြတယ်။အရက်မူးလာတဲ့ဦးမြင့်ဝေပထွေးစိတ်ဝင်နေတဲ့ဦးမြင့်ဝေတသက်တာဆောင်းထင်းလာသမျှတိတ်ခါနဲ့တမာရီကိုမဆောင်းထင်းနိုင်တော့ အခိုးအငွေ့များလွှမ်းနေတဲ့မျက်လုံးများနဲ့ဝိဟီကို စားတော့ဝါတော့မလို့ကြည့်နေတယ်။ဝိဟီ၊နင်ဒီနေ့မှပိုးလှနေပါလား။မအေးသွေးဖက်ဖို့တော့ပိုးလှတာပေါ့။ဘယ်တော့မှငါကယူမဆိုင်မိခဲ့ဘူး။ဝိဟီကိုဦးကတသက်လုံးစောင့်ရှောက်နေတယ်ကွာ။ဦးမြင့်ဝေရဲ့တနာရမတ်ခိုးများရှန်တက်နေတဲ့မျက်လုံးများအောက်မှလွမြောက်ရန်ဝိဟိအိတ်ခန့်အတွင်ကိုဝင်ပြီးတကားပိတ်မိဆိုနေအကြံနဲ့ပြေးဝင်ခင်းမိသည် ဝင်းရီမှသွားရတယ်။သားကောင်ချောင်းနေတဲ့ကြားရဲ့စိတ်ကြိုက်ဖြစ်သွားတယ်။ဝင်းရီတကားချက်မထိုးနိုင်မီမှဦးမြင့်ဝေအခန်းထဲကိုရောက်လာတယ်။ဝင်းရီကိုကရင်မော်လှဲလိုက်တာနဲ့နွားကြီးသာသမီချင်းမစာနာတဲ့နွားကြီးသေပြီတော့ဝင်းရီကန်ကြည့်ပြီးစိတ်မောင်ကကန်ဆိုးရှာတယ်။စိမ်မောင်နဲ့ဒေါ်ရင်လှတို့ပြန်ရောက်တာနဲ့ကြုံတော့ဝီရီရဲ့ဘဝမဆုံးရှုံးခဲ့ရပြီမဲ့စိမ်မောင်ရဲ့ဒေါသကြောင့်ဥမျက်ဝေတေးဆုံးခဲ့ရတယ် ထွေးကမရပါသမီးကိုကြံပြီး အကိုရင်းကကဲတင်လိုက်နိုင်ပြီမေပထွေးကိုတတ်လိုက်တဲ့အကိုရဲ့တည်င်းမှာတမျိုးလုံးမှာဟိုးလေးတကြောဖြစ်သွားပြီစိန်မောင်ကလှုပ်ရဲရင်ခံရဲတယ်ဆိုပြီးရဲစခန်းကိုရဲဝန့်စွာနဲ့အဖမ်းခံခဲ့တယ်မြ мян ထောင်ကြပြီးမြ мян လို့မှမိခင်နဲ့ညီမကိုအမြန်ဆောင်းရှောက်နိုင်လိမ့်မယ်လို့ဆုံးဖြတ်ပြီးအဖမ်းခံခဲ့ခြင်းဖြစ်တယ်ဒါပေမဲ့မထင်မှတ်တဲ့အဖြစ်ကစိန်မောင်ရဲ့မျောလင်းချက်ပြက်ခဲ့ရရှာတယ် စိန်မောင်ရဲ့အမိကြားတာနဲ့စကံမှုဦးတန်းဖေက စိတ်ဝင်စားသွားတယ်။မင်းနမေစိန်မောင်အဘအမိဦးတင်မောင်အလောက်အကိုင်းမိခုအရင်ကဘာလုပ်လုပ်ဖူးသေးလဲမြမပြီအနှံ့အလောက်ပေါင်းစုံလုပ်ဖူးပါတယ်။အော်ဟုတ်လားတောင်ကြီးမြို့ကိုရရောက်ဖူးမှာပေါ့နော်။တောင်ကြီးမရောက်ဖူးပါဘူး။တေချာရဲ့လားကွာ။ တောင်ကြီးကဒေါ်လှလှထမင်းဆိုင်ကိုနေခဲ့ဘူးလားမေ့နေပြီလားစကမ်းမှုဦးတန်းဖေရဲ့အမေစကားကြောင့်စိတ်မောင်မျက်နှာပြတ်သွားခဲ့တယ်။နောက်ပြီးတော့ဖဲဝိတ်စွာဇော်တင်ကိုရောတိတလားခမ ्या ကဲငါမေးတာသေးချာပြီပါမင်းရဲ့နှာခေါင်းပေါ်ကအမယောကဘာဖြစ်တာလဲနှာခေါင်းပေါ်ကအမယောကကားမောက်လို့ခိုက်မိတာပါတေချာရဲ့လားစိတ်မောင်တေချာပါတယ်အေးကောင်းပြီ မင်းဘက်ကသေးကြပြီဆိုတော့ငါလည်းပြောပြမှာပေါ့လေမင်းရဲ့ပထွေးဥမြင့်ဝေကိုတတ်ခဲ့တာရဲရဲဝံ့ဝံ့ဝန်ခံရတဲ့အတွက်မင်းကိုအထင်ကြီးတာကလုံရဲရင်ခံရတဲ့တတ္တိရှိတယ်လို့ကြီးကျူးမိထားတာကွငါပြောတဲ့ပုံမြင်လေးကိုလည်းနားထောင်ကြည့်ပါဦးစကမ်းမှုဦးတန်းဖီရဲ့တောင်ကြီးမျိုးကိုစိန်မောင်ရောက်ရှိလာပုံနဲ့စိန်မောင်ရဲ့အဖြစ်ပြများကိုပြောပြရစ်စိန်မောင်ကိုအကဲခတ်ကြည့်ရှုရင်ဇသိမ့်မိုင်းကိုပြောပြမှာရီ စိန်မောင်မျက်နှာပြတ်နေတဲ့အတွက်မတိဟန်ဆောင်နေလိုက်သည်ဖဲဝိဇာဇော်တင်ဟာခြေတလုံးအိမ်တိုင်းသမားကငွေဘောလို့အပေါင်းတင်ပေါနေတာဇော်တင်ကဒေါ်လာလာရဲ့ထမင်းဆိုင်မှာလာပြီးနဲ့ထမင်းစားတယ်ညတညမှာမိုးရေတိတ်ပြီးတော့တင်းနေတယ်အချိန်ကတော့9နာရီလောက်ရှိနေပြီဒေါ်လာလာရဲ့ဆိုင်မှာ လူရှင်းနေတယ်ဒေါ်လာလာတယောက်တည်းဇော်တင်မလာသေးတဲ့အတွက်ထိုင်းဆောင်နေတယ်အဲ့ဒီအချိန်မှာလူငယ်တယောက်ထမင်းစားပြီး စီကရက်ထိုင်းတောက်နေတယ်။မကြခင်မှာဇော်တင် ရောက်လာပြီးတော့ထမင်းစားတယ်။စောစောကထမင်းစားနေတဲ့လူငယ်ကထမင်းဖို့ရှင်းဖို့အထမှာပကံတချို့ကြကွေးသွားတယ်။ရော်ကျေးယူဖို့လူရွယ်ကပြောတယ်။ဒေါ်လာလာကရပါတယ်လို့ပြောတော့ပကံတချက်ရဲ့တန်ဖိုးကကြီးလာပါတယ်။ယူပါလို့ပြောပြီးမိုးကအင်ကြီးအိတ်ထဲကစင်ကြယ်ဖနက်အဟောင်းလေးကိုထမင်းတပွဲပေါ်တင်လိုက်တယ်။ဒေါ်လာလာအတိနောက်ကျသွားတယ်။လူငယ်ရဲ့ဓာတ်ဟာ ွာလာလာရဲ့လဲပင်ကိုဖောက်ထွက်သွားတယ်။အဲ့ဒီလူငယ်ဟာစိတ်မောင်ဖြစ်နေတယ်ဆိုတာဇော်တင်သိလိုက်တာနဲ့ရှေ့မှာရှိတဲ့ပကံနဲ့ကောက်ပြလိုက်တာ။နှာခေါင်းပေါ်တိတ်တိတ်မှန်သွားတယ်။ဇော်တင်ကိုလည်းဓာတ်နဲ့ထိုးခဲ့တယ်။ဒါပေမဲ့ဇော်တင်ကစစ်ချက်ပေးသွားနိုင်ခဲ့တယ်။ဆေးရုံမှာတလားလောက်ကြာမှဆုံးသွားတယ်ကွာ။အဲ့ဒီကလေးကစိမ်မောင်တောင်ကြီးကပျောက်သွားတာသုံးနှစ်လောက်ရှိပြီ။ဒါချီလိတ်မှလို့လို့အတန်းတော့ကြားမိတယ်။အဲ့ဒီပျောက်နေတဲ့စိမ်မောင်ဟာမင်းမဟုတ်ဘူးလို့ညင်းအောင်မလားကွာ ငင်းချင်ရင်လေဥပဒင်ကိုခေါ်ပြအောင်ပါပဲ။စကမ်းမှုဦးတန်းဖေကစူးစိုက်ကြည့်ပြီးမီးတဲ့မိကွန်းကိုစိန်မောင်ကခေါင်းငိတ်အဖြေပေးလိုက်ပါရီ။ဟုတ်ကဲ့ဟုတ်ကဲ့စကမ်းမှုခမကျွန်တော်ပါပဲ။ဒီလိုလှုပ်ရှားမှစိန်မောင်ရာယောက်ကြပဲလှုပ်ရဲရင်ခမ်းရဲစမ်းမှာ။음မင်းကန်ဆိုးသွားတယ်စိန်မောင်။အစကမင်းရဲ့ဇာတိကိုစုံစမ်းလို့မရခဲ့ပါဘူး။အမှုကပိတ်ရမယ့်အနေထားရောက်နေပါပြီ။ ငါဒီမျိုးကို ရောက်တာနှစ်နှစ်ပြည့်တော့မယ်မင်းနဲ့မှလာပြီးတော့တိုက်တိုက်ဆိုင်ဆိုင် တွေ့ရတယ်ကွာမင်းကဒေါ်လာလာကိုပြန်လုပ်မယ့်အလုပ်မှာအလုပ်ရှင်ဆိုတာမိဘလိုသဘောထားရတယ်လို့တားခဲ့တာကငါပဲကွာငါတို့ချင်းလက်မထက်ဖြစ်ခဲ့ပြီးမေးအဆက်အသွယ်ကတော့မပြတ်ဘူးပေါ့ကွာဒေါ်လာလာအသက်ခံရတဲ့အချိန်မှာငါကတခြားမှာတာဝန်ကျနေတာတောင်ကြီးစကမ်းမှုရဲ့ပြောပြချက်ရသိရတာကွာကဲစိတ်မကောင်းပါဘူးကွာဥပဒေရဲ့အဆုံးဖြတ်ကိုခံလိုက်ပေါ့ နောင်လဲသတိထားပေါ်ကွာလွဲမားတဲ့မာနမထားအပ်တဲ့အစွဲလမ်းကြီးမှုတွေရဲ့နောက်ကွယ်မှာဖြစ်တတ်တဲ့အမားတွေများစွာရှိရေကွာဥပဒေကတော့မာနကြောင့်ဖြစ်စေအစွဲလမ်းကြောင့်ဖြစ်စေဒေါသကြောင့်ဖြစ်စေဥပဒေကိုချိုးဖောက်ရင်တော့အရေးယူခံရမှာပဲစိမ်မောင်စိမ်မောင်ကခေါင်းငိုက်ဆိုင်ထားရင်ဘသူ့ကိုအပြစ်တင်ရမှမသိဖြစ်ခဲ့ရပါ रे ပထွေးကိုမြင့်ဝေကိုလားဒေါ်လာလာကိုလားဇော်တင်ကိုလားဖားခင်နဲ့မိခင်ကိုလား ဝေခွဲလို့မရပါလေတော့ဝန်ခံချက်လွန်ငိမ့်ချမ်းသာတွင်အစဉ်စဉ်ကြောင့်အကျင်းထောင်ကလွတ်လာသူတို့ရဲ့ရင်ဖွင့်ချက်ကို အမည်နေရများပြောင်းပြီးရေးဖွဲ့ထားပါရီစာရေးသူဆရာကြီးကိုလေကျေးဇူးတင်ပါရီဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရီရှင် နားဆင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရီရှင်